ဒီနေ့အစီအစဉ်မှာတော့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ဂါဇာဒေသမှာရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲတွေဆင်နွှဲနေတဲ့အစ္စရေးစစ်တပ်ရဲ့တမိုင်းနောက်ခံနဲ့ပတ်သက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်။အစ္စရေးကာကွယ်ရေးတပ်လို့ခေါ်တဲ့အစ္စရေးတပ်မတော်ကိုဟိုးလုံခဲ့တဲ့နှစ်ပေါင်း80ကျော်80လောက်ကအာဂါနာဆိုတဲ့ပီတုစစ်အဖွဲ့တစ်ခုကနေအစပြုပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာအစ္စရေးတပ်ရဲ့အစ္စရေးစစ်တပ်ရဲ့နောက်ခံဘယ်လိုအစပြုခဲ့သလဲ။ဘလို့ဖွဲ့စည်းလာခဲ့တယ်လေဒီလိုမျိုး အာရဗ်နိုင်ငံတွေပြီးတော့ဒီ British Empire သခင်တွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေခြားတဲ့ကနေဟာဂနာတက်မတော်ကောင်ထယ်ပေါ်အောင်ဘလို့ကြိုးပမ်းခဲ့ကြတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိ Israel တက်မတော်ရဲ့မြို့တွေဖြစ်တဲ့ဟာဂနာတက်မတော်ကို1920ပြည့်နှစ်မှာအရှေ့လေပိုင်းဒေသဒီပါလက်စတိုင်းဒေသမှာစပြီးတော့ဖွဲ့စည်းခဲ့ပါတယ်ဖွဲ့စည်းခဲ့ရတဲ့အကြောင်းရင်းကလည်းအာရဗ်တွေရဲ့အာရဗ်တွေနဲ့ဖြစ်ပွားတဲ့အဓိကရုံးမှာဒီ ပါလက်စတိုင်းမှာရှိတဲ့ဂျူးလူနေရပ်ရွာတွေကိုကာကွယ်ပေးဖို့အတွက်ရပ်ရွာလိုက်ပြည်သူကာကွယ်ရေးပြည်သူစစ်ပုံစံမျိုးနဲ့စတင်ဖွဲ့စည်းခဲ့တဲ့အစုအဖွဲ့လေးဖြစ်ပါတယ်ဆက်ဆက်ဖွဲ့တဲ့အချိန်မှာတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရှိဘဲနဲ့သူ့ရပ်ရွာလိုက်သူ့ရပ်ကွက်လိုက်သူ့လူနေမှုလိုက်ဖွဲ့စည်းခဲ့တဲ့ပြည်သူစစ်တာတာပုံစံဖြစ်ပါတယ်အဲ့ဒီအချိန်မှာဥရောပကနေရွှေ့ပြောင်းဝင်ရောက်လာတဲ့ဘင်ဂူရီယန်လို့ခေါ်တဲ့နောက်မှာအစ္စရေးဝင်ကြီးချုပ်အစ္စရေးနိုင်ငံရဲ့ပထမဆုံးဝင်ကြီးချုပ်ဖြစ်လာမယ့်လူဟာလဲအဲ့ဒီအရှေ့လက်ပိုင်းဒေသမှာစတင်ခြေချ လာခဲ့ပါတယ်။သူအခြေချတဲ့အချိန်မှာသူရှိနေတဲ့ဒေသမှာဒီပြည်သူ့ကာကွယ်ရေးဆိုတဲ့အဖွဲ့တစ်ဖွဲ့ကိုဂျူးကာကွယ်ရေးအဖွဲ့အစည်းတစ်ခုကိုပြည်သူ့စစ်ပုံစံနဲ့လူဒါဇင်ကဏန်းလောက်နဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီကာလတုန်းကအရှေ့လေပိုင်းဒေသပါလက်စတိုင်းဒေသမှာဂျူးလူဦးရေဟာ6000တာတာပဲရှိပါတယ်။ဆိုတော့ဒီလိုမျိုးကဘာနဲ့ကဘာရဲ့ရဲ့မှာပြန့်နှံ့နေတဲ့ဂျူးလူမျိုးတွေဟာပါလက်စတိုင်းဒေသမှာအဝင်ရောက်ခြေချဖို့အတွက်သူတို့မှာအဲ့ဒီတုန်းကစိတ်ကူးအိမ်မက်တစ်ခု ရှိနေခဲ့ပြီးဖြစ်ပါတယ်။ဟာကနာတက်မလို့မဖွဲ့ခင်ကလေးကသူ့ရဲ့စိတ်ကူးအိမ်မက်တစ်ခုရှိခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကဘာရဲရဲမှာပြန့်ကျဲနေတဲ့ဂျူးလူမျိုးတွေဟာသူ့ရောက်ရာဒေသတွေမှာအိမ်ရှယ်နိုင်ငံတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေသူ့ရဲ့ဒီစီးပွားရေးလုပ်တဲ့ပုံစံတွေကြောင့်ဒီအိမ်ရှယ်တွေရဲ့ညုံညံ့မှုကိုခံရပြီးတော့ဖိနှိပ်ခံရမှာ။အဲ့လိုမျိုးဖိနှိပ်ခံရပြီးတော့ကဘာအရဲရဲမှာပြန့်နှံ့နေတဲ့သူ့ရဲ့ဟိုးနှစ်ပေါင်းထောင်ပေါင်းမြောက်များစွာကသူ့ဘိုးဘေးတွေဒေးဗစ်ဘီရင်တို့ ဘရင်နိုင်ငံတည်ထောင်ခဲ့တဲ့အရှိလေပိုင်းဒေတာကိုတနည်းဂျူးလူမျိုးတွေတမာချန်းစာလာဂတိတိုင်းထာဝရဖျားရဲ့ဂတိတိုင်းပြောင်းရမယ်ဆိုရက်သူတို့ရဲ့အဲ့ဒီအာချန်းစာလာတုံသင်ချက်တစ်ခုရှိနေခဲ့ပါတယ်ဒါကိုပဲဂင်ဆွဲပြီးတော့အထူးသဖြင့်ဒီဥရောပရောက်ဂျူးတွေဈားထဲမှာဇီယွန်ဝါဒဆိုရက်ဝါဒတရက်ကိုစပြီးတော့သူတို့တည်ထွင်လာပါတယ်ဇီယွန်ဝါဒဆိုတာကတော့ဂျူးတွေတမာချန်းစာလာဖျားဂတိတော်ပေးထားတဲ့နယ်မြေကိုပြန်ပြီးတော့နိုင်ငံတော်တည်ထောင်ဖို့ဆိုရက် ရည်ရွယ်ချက်ကိုကိုးစားပြုတဲ့ဝါဒဖြစ်ပါတယ်။အဲ့ဒီဇီယွန်ဝါဒလှုပ်ရှားမှုအားကောင်းလာတဲ့နောက်မှာဒီကမ္ဘာအရရက်ကိုပြန့်နှံ့နေတဲ့အထူးသဖြင့်ဒီဥရောပမှာရှိနေတဲ့ပို့ပြီးတော့ဒီလူနေမှုရပို့ပြီးရှေ့တန်းရောက်တဲ့ဂျူးတွေဟာပါလက်စတိုင်းကိုအစ္စရေးပိုင်နိုင်ငံတခုနေနေတခုတည်ထောင်ဖို့အတွက်သူတို့အာတုံခွန်ဆိုင်ကြိုးပမ်းလာခဲ့ပါတယ်။အဲ့ဒီအထက်မှာအခုငါကကျွန်တော်တို့ပြောတဲ့ David Ben-Gurion ဆိုတဲ့ပုဂ္ဂိုလ်ဟာ ਨੇ တယောက်အပါဝင်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီကာလကတော့ခုနကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း အစ္စရေးကာကွယ်ရေးအဖွဲ့တွေကိုသူ့စုသူ့အဖွဲ့နဲ့ဖွဲ့စည်းခဲ့တယ်လူဦးရေကလည်း6000တာတာပဲရှိပါတယ်ဒါပေမဲ့ဒီလိုမျိုးအစ္စရေးတွေရဲ့စိတ်ကူးယီမန်းချက်နဲ့အခြေအနေတွေကိုရုတ်ချင်းပြောင်းလဲသွားစေတာကတော့ပထမကမ္ဘာစစ်ကြီးပဲဖြစ်ပါတယ်ပထမကမ္ဘာစစ်ကာလမှာဒီအနောက်မဟာမိတ်တွေအထူးသဖြင့် British ဘက်ကနေဂျူးလူမျိုးတွေကဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်ဆန်းဆန်းနမန် British Empire တခင်ရဲ့အမှုတော်ကိုသူတို့ထိုင်ရပေးခဲ့ပါတယ်အဲ့ဒီလိုမျိုး ဆန်းဆောင်ပေးခဲ့လို့လဲဂျူးတွေဘက်ကနေဗြိတိရှ်ရှီကနေသူတို့လိုချင်တဲ့ဒီပါလက်စတိုင်းဒေသမှာနေမြေတစ်ခုဂျူးနိုင်ငံတစ်ခုတည်ထောင်ခွင့်ရဖို့ခြေချခွင့်ပေးဖို့ဂျူးတွေကိုပြန်ခွင့်ပေးဖို့ဝင်ရောက်ခွင့်ပေးဖို့ဆိုရက်အာတောက်ဆိုချက်တည်းရဲ့လဲအဲ့ဒီတော့ကရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီပထမကမ္ဘာစစ်အပြီးမှာဒီအရှေ့လေပိုင်းဒေသမှာဘာဖြစ်သွားလဲဆိုတော့ပထမကမ္ဘာစစ်အတွင်းစစ်မှတ်ဖက်ပြိုင်တိုက်ခိုက်တဲ့အခါမှာအော်တိုမန်အင်ပါယာဟာ British ကိုရှုံးနိုင်သွားပြီးတော့သူအုပ်ချုပ်ခဲ့တဲ့ဒီအရှေ့လေပိုင်းဒေသကို British လက်အောက်ကျွဲပြောင်းပေးလိုက်ရပါတယ်။အဲ့ဒီလိုနဲ့ Palestine ဒေသရဲ့အရှေ့တခင်ဟာ British Empire ဖြစ်လာခဲ့ပါတယ်။အဲ့ဒီတော့ဒီလိုမျိုး British တွေအရှေ့လေပိုင်းမှာအာဆုံးမချေလေလာတဲ့နောက်ဂျူးတွေကလည်းပထမကမ္ဘာစစ်တွင်သူတို့ရဲ့စစ်အောင်မြင်ရေးအတွက်ကုညီပန့်ပိုးခဲ့ခဲ့တာတွေအတွက်အပြန်အလှန်အနေနဲ့ British ရှီကနေလဲသူတို့နိုင်ငံရေးကတိကဝတ်တောင်းခဲ့ပါတယ်။ ဲ့ဒီလိုမျိုးပထမကမ္ဘာစစ်ကာလမှာဂျူးတွေရဲ့ဆက်ဆံတဲ့မှမှုတော်ထမ်းတဲ့အတွက်အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ British နိုင်ငံခြားရေးဝန်ကြီး Lord Arthur Balfour ကတင်ညာချက်တရားထုတ်ပြန်ပြီးတော့ဒီဂျူးတွေကိုဂရိတခုပေးခဲ့ပါတယ်အဲ့ဒီဂရိဟာလည်းဒီ British နိုင်ငံခြားရေးဝန်ကြီး Balfour ကသူအကောင့်ထဲမပေါ်နိုင်မဲ့ကိစ္စတစ်ခုကိုလွယ်လွယ်နဲ့ဂရိပေးတဲ့ပုံစံမျိုးဖြစ်သွားခဲ့ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ Balfour တင်ညာချက်လိုနာမည်ကြီးတဲ့ ီ British နိုင်ငံချိုင်းဝန်ကြီး Arthur Balfour ရဲ့ကြေညာချက်မှာဂျူးလူမျိုးတွေဂျူးလူမျိုးတွေရဲ့ကိုယ်ကျမကိုဖန်တီးပိုင်ခွင့်ကို British အစိုးရကအဆောင်ရွက်ပေးမယ်ဆိုတဲ့သဘောမျိုးကိုကြေညာချက်မှာထည့်သွင်းခဲ့ပါတယ်။အဲ့ဒီကြေညာချက်ထပ်ပေါ်လာပြီးတဲ့နောက်မှာပဲဒီဂျူးဇီယွန်ဝါဒီဂျားတဲ့တွေဂျားမှာကမ္ဘာအရေးရေးကိုပြန့်နှံ့နေတဲ့ဂျူးလူမျိုးတွေပါလက်စတိုင်းကိုဝင်ရောက်နိုင်ရေးတရားမဝင်လမ်းကြောင်းကနေလူမောင်းခိုးသွင်းတဲ့နီလန်နဲ့လုတ်တဲ့ဆောင်ရွက်ချက်တွေ ို့ပြီးတော့ကြီးမားလာပါတယ်။အဲဒီလိုမျိုးဂျူးတွေမူလဒီပါလက်စတိုင်းဒေသကိုပြန်နိုင်ဖို့အတွက်ဇီယွန်ဝါဒီတွေကပဲငွေကြေးဆိုင်ထုတ်ပြီးတော့ဆန်းဆန်းတမန်တို့ဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုနဲ့ဒီအရှေ့လေပိုင်းဒေသမှာအရှေ့လေပိုင်းဒီပါလက်စတိုင်းဒေသဂျေရုဆလင်တို့ဟီဘရွန်တို့ပြီးရင်တဲလ်အဗီတို့ဟိုင်ဖုန်ဟိုင်ဖာတို့အဲ့ဒီမြို့တွေမှာဂျူးအခြေချအင်အားတွေဟာလည်းတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာပါတယ် ဒီလိုမျိုးဂျေရုဆလင်ဟီဘရွန်နဲ့ဟိုင်ဖာဒေသတွေမှာဂျူးလူဦးရေများလာတာနဲ့တူဂျေရုဆလင်အနောက်ဘက်တိုင်းနဲ့ဒီအယ်အက်ဆာမွတ်စလင်ဗလီရှိတဲ့အယ်အက်ဆာဖျားเจ้าဝင်းကျင်မှာဂျူးတွေရဲ့ဘာသာရေးဆောင်ရွက်ချက်တွေဘာသာရေးလှုပ်ရှားမှုတွေအရမ်းတဖြည်းဖြည်းပို့ပြီးတော့များလာပါတယ်။အဲဒီကကျတော့ဒီဂျူးတွေဘက်ကနေဗြိတိရှ်နိုင်ငံခြားရေးဝန်ကြီး Lord Arthur Balfour ထုတ်ပြန်ခဲ့တဲ့ Balfour ကြေညာချက်ကို Arab တွေဘက်ကလည်းဒီဂျူး လူဦးရေတုံ့ပြန်လာတာနဲ့အမျှသူတို့ဘက်ကနေသဘောထားမှတ်ချက်တစ်ခုဖတ်ပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့ British နိုင်ငံခြားရေးဝန်ကြီး Arthur Balfour ရဲ့ Balfour ကြေညာချက်ဟာ Arab တွေပိုင်ဆိုင်တဲ့ Palestine ဒေသကို British အစိုးရကထိန်းချုပ်ဖို့အတွက်ဂျူးတွေကိုအသုံးချပြီးထုတ်ပြန်တဲ့နိုင်ငံရေးလှုပ်ရှားမှုတစ်ခုလို့ဒီ Palestine Arab လူထုကြားထဲမှာကောက်ချက်ချလာခဲ့ပါတယ်ဒါဟာ1920ပြည့်နှစ်မှာ Palestine မှာပထမဆုံး Arab နဲ့ဒီအာရဗ်တွေကဂျူးတွေပေါ်ကျူးလွန်နဲ့အထီးကေယုံပေါ်ပေါက်လာစေဖို့အတွက်မိပွားဖြစ်ပါတယ်။အဲ့ဒီလိုမျိုး British နိုင်ငံခြားရေးဝန်ကြီးအာသာဘဲလ်ဖို့ရဲ့ကြေညာချက်ဟာပါလက်စတိုင်းနယ်မြေကိုထိန်းချုပ်ဖို့အတွက် British တွေရဲ့နိုင်ငံရေးလှုပ်ချော်မှုလို့ကောက်ချက်ချထင်မြင်ယူဆလာတဲ့နောက်1920ပြည့်နှစ်မှာအရှေ့လေပိုင်းဒေသပါလက်စတိုင်းမှာအာရဗ်တွေရဲ့အထီးကေယုံကြီးပေါ်ပေါက်လာပါတယ်။အဲ့ဒီအာရဗ်အထီးကေယုံကာလအတွင်းမှာအာရဗ်လူထုဟာ British တွေရဲ့တပ်စခန်းတွေနဲ့ဂျူးတွေရဲ့နေအိမ်တွေအင်အားတွေ ပြီးတော့ဂျူးတွေပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုပိတ်မထားပြီးဝင်ရောက်ဖျက်ဆီးတာမီးရှို့တာတွေလုပ်ခဲ့ပါတယ်။အဲ့ဒီအတွင်းတစ်ဖက်ထိခိုက်သိမ်ကျမှုတွေအများကြီးရှိခဲ့ပါတယ်။ဒီလိုမျိုးအတိတ်ကရောလူမှုအတိုင်းဝိုင်းတစ်ခုကြားမှာပြင်းပြင်းထန်ထန်ပေါ်ပေါက်ဝင်မဲ့ British Army တွေကတော့ထိထိရောက်ရောက်တာစီးကာကွယ်ဖို့အတွက်ပြက်ကွက်ခဲ့ပါတယ်။ဒီလိုမျိုး British Army တွေရဲ့တာစီးကာကွယ်ဖို့ပြက်ကွက်မှုပေါ်ပြက်ကွက်ခဲ့တာကြောင့်ဂျူးတွေကလည်းသူတို့ရဲ့လူမှုအတိုင်းဝိုင်းတွေကိုကောင်းကောင်းအကာအကွယ်ပေးနိုင်မဲ့ဖွဲ့စည်းကောင်းတစ်ခုလိုအပ်လာပြီလို့သူတို့ယူဆလာတယ် ဒါကြောင့်အရင်ကသူတို့ရဲ့ရက်ွက်လိုက်နေထိုင်ရာဒေသလိုက်ဖွဲ့ထားတဲ့ကာကွယ်ရေးအဖွဲ့တွေကိုစနစ်တကျစုဖွဲ့ပြီးတော့ဟာဂါနာလို့ခေါ်တဲ့ပြည်သူ့စစ်အဖွဲ့တစ်ခုကိုစတင်ဖွဲ့စည်းတည်ထောင်လာပါတယ်။ဟာဂါနာကတော့အဲ့ဒီအချိန်လုံးကအာ underground မြေအောက်ဖွဲ့စည်းဖြစ်ပြီးတော့ဂျူးနိုင်ငံတော်တည်ထောင်ရင်း British လက်အောက်မှာ Arab ရဲ့တိုက်ခိုက်မှုကနေဂျူးတွေကိုကာကွယ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နှစ်ခုနဲ့ဒီဟာဂါနာပြည်သူ့စစ်ကိုသူတို့ဖွဲ့စည်းပြီးတော့လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးဟာကာနာပြည်သူစစ်ပေါ်ပေါက်လာပြီးရတော့1929ခုနှစ်မှာတော့နောက်ထပ်ပေါ်ပေါက်လာတဲ့ Arab Israel အထူးကယုံတစ်ခုဟာဒီဟာကာနာတက်မတော့ပို့ပြီးတော့ကြစ်ကြစ်လက်လက်ခိုင်ခိုင်မာမာဖြစ်လာစေဖို့အတွက်တုံအားပေးခဲ့တယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့1929ခုနှစ်မှာကောလာဟာနာတည်းရဲ့ဟာကြည်ကြည်ပြင်းပြင်းဒီ Arab လူထုကြားမှာပြန့်နှံ့ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ Holy City လို့ခေါ်တဲ့ Jerusalem မြို့တော်မှာ ပါလက်စတိုင်းမျိုးသားတွေအသက်ခံရတယ်ဆိုရဲတရင်အာရဗီကြားထဲမှာတော်မီပမာချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။ဒါအပြင်ကိုဂျေရုဆလင်မှာရှိတဲ့မွတ်စလင်တွေအထွတ်မြတ်ထားရာ Al-Aqsa ဘလီကိုလည်းဒီဂျူးဆွန်ရောက်တွေကကျူးကျော်သိမ်းပိုက်ဖို့အတွက်ကြံစည်နေပြီဆိုရဲကောလာဟာလတရင်မှာတစ်ခုဟာလည်းအာရဗ်လူထုကြားထဲမှာတမဟုတ်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။ဒီနေရာမှာရှင်းပြဖို့လိုတာတော့ Al-Aqsa ဆိုတာဘလိုနေရာမျိုးလဲဆိုတာဖြစ်ပါတယ်။ Al-Aqsa ဆိုတာဟာ ဂျူးတွေရဲ့ဓမ္မဟောင်းကျမ်းရရောခရစ်ယာန်တွေရဲ့ဗျာဒိတ်ကျမ်းဓမ္မသစ်ကျမ်းရရောမွတ်စလင်တွေကန်ဆွဲတဲ့ကုရ်အန်ကျမ်းရရောမေရှိယသခင်ဆင်းကျွာလာမဲ့ဗိမာန်တော်တောင်ကုန်းဖြစ်ပါတယ်။လက်ရှိအဲ့ဒီအချိန်ကနေစပြီးလက်ရှိကျွန်တော်တို့ဒီအကြောင်းအရာကိုတင်ဆက်နေတဲ့ကာလအထိဒီဗိမာန်တော်တောင်ကုန်းမှာတည်ရှိနေတာကတော့မွတ်စလင်ဘာသာဝင်တွေရဲ့ LXA ဖခင်ကျောင်းတော်ကြီးဖြစ်ပါတယ်။ဆိုတော့အဲ့ဒီနေရာဟာဂျူးတွေအတွက်ရောခရစ်ယာန်တွေအတွက်ရောမွတ်စလင်တွေအတွက်ပါဘာသာရေးရအထွတ်မြတ် နေရာဖြစ်သလိုလုံးဝအထိမခံထိလဲရှလဲတဲ့ကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ် LXA ကိုတွားရောက်လေပတ်မှုနဲ့အကြောင်းပြုပြီးတော့အတိရေုံတွေအုံကြွမှုတွေနိုင်ငံရေးကမောက်ကမဖြစ်စဉ်တွေအကြိမ်ကြိမ်ပေါ်ပေါက်ခဲ့ပူပါတယ်ဆိုတော့ဒီဟာရီရဲ့အဆကအဲ့ဒီကာလလုံးကလို့ကျွန်တော်တို့ပြောနိုင်ပါတယ်အဲ့ဒီတော့ LXA ဘလီဘိုဘိုင်ဂျူးဆွန်ရောက်တွေကအပိုင်သိမ်းဖို့အတွက်ကြံစီနေပြီဆိုတဲ့သတင်းမှတစ်ခုဟာ Arab Muslim လူလူခြားထဲမှာကြကြံပြက်ပြက်ပြက်နှက်သွားနေတော့ဒီကိစ္စကိုမခံနိုင်တဲ့ အာရဗီဟာဂျူရီကိုရံမှုတိုက်ခိုက်လာပါတယ်။ဟီဘရွန်ဟိုင်ဖာဂျယ်ရုဆလင်နဲ့တခြားတိချာရှိနေတဲ့ဂျူးလူမှုရပ်ရာတွေကိုပိတ်မထားပြီးတိုက်ခိုက်ခဲ့ရမှာအထူးသဖြင့်ပင်မဂျူးလူနေပြည်ရပ်ကွက်တွေနဲ့ဝေးကွာတဲ့ဂျူးရွာတွေဟာအဓိကထိခိုက်ခံစားခဲ့ရပါတယ်။ဒီအထူးခေုံးမှာလည်းပဲဗြိတိရှ်တွေဟာတိတိယယောက်တောင်းဝင်ယူဖို့အတွက်ကာကွယ်ပေးဖို့အတွက်ပြက်ကွက်ခဲ့ပြီးတော့လုံးဝခရီးမဆိုင်ပဲဖြစ်ယူရှုထားခဲ့ပါတယ်။ဒီလိုမျိုး1929ခုနှစ် အတိတ်ကယုံတစ်ကြိမ်ဖြစ်ပေါ်လာတဲ့နောက်မှာဟာဂါနာအပါဝင်ကျန်တဲ့ဂျူးပိသူစစ်အဖွဲ့တွေဖြစ်တဲ့အာဂွန်နဲ့လဲဟီဆိုတဲ့ပိသူစစ်အဖွဲ့နှစ်ဖွဲ့နဲ့ပါပေါင်းပြီးတော့လူ6ယောက်ပါတဲ့ကုတ်ကဲရေးကော်မတီတစ်ခုကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။အဲ့ဒီကုတ်ကဲရေးကော်မတီဖွဲ့စည်းနိုင်ခဲ့တဲ့နောက်ဟာဂါနာဟာစစ်တပ်တစ်ခုပုံစံမျိုးအမိန်ပေးကုတ်ကဲမှုတစ်ခုအောက်ထဲမှာစတင်လှုပ်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုး6ဦးကော်မတီဖွဲ့ပြီးတော့အမိန်ပေးစနစ်တစ်ခုတည်ဆောက်လိုက်ပေမဲ့ ဲ့ဒီအချိန်မှာဒီတာမန်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်အဆင့်ကနေဂျူးတွေရဲ့ဒီဂျူးအေဂျင်စီကဘာတကဘာလုံးမှာရှိတဲ့ဂျူးတွေကိုဥဆောင်မှုပေးပေးနေတဲ့ဂျူးအေဂျင်စီရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့ဒေးဗစ်ဘင်ဂူရန်ကအာရဗ်တွေနဲ့ထိတိုက်တွေ့ဖို့ကိစ္စကိုသူ့အနေနဲ့မလိုလားပဲနဲ့လက်ဆောင်နေခဲ့ပါတယ်ထိတိုက်တွေ့မဲ့စာအစ္စရေးတွေအနေနဲ့ကိုကိုကိုချုပ်တီးဖို့ကိုကိုကိုခုခံကာကွယ်ဖို့ဆိုတဲ့အဆင့်မှာပဲရပ်တည်ဖို့အတွက်ဒေးဗစ်ဘင်ဂူရန်ကလမ်းညွှန်ခဲ့ပါတယ် ဒါပေမဲ့ဒီလိုမျိုးဒေးဗစ်ဘင်ဂူရန်ရဲ့ကိုယ့်ကိုယ်ကိုချုပ်တီးရေးဆိုရဲ့မူဝါဒကိုမကြိုက်တဲ့တယောက်ကအဲ့ဒီ6ဦးကော်မတီထဲမှာတယောက်ပါဝင်နေခဲ့ပါတယ်သူကတော့အာဂွန်လို့ခေါ်တဲ့အစ္စရေးပြည်သူစစ်အဖွဲ့ရဲ့ခေါင်းဆောင်ဂျပွန်တင်စကီပဲဖြစ်ပါတယ်သူဟာရုရှားပြန်ဂျူးလူမျိုးတယောက်လည်းဖြစ်ပါတယ်စာရေးစရာတယောက်နိုင်ငံရေးသမားတယောက်ဇီယွန်ဝါဒီတယောက်ဒါအပြင်နိုင်ငံရေးမိန့်ခေါ်အဟောပြောကောင်းတဲ့သူတယောက်ပါဖြစ်လို့သူ့ရဲ့နောက်လိုက်အများပြားနောက်ပိုင်းမှာတိုးပွားလာပါတယ်ဒီအာဂွန်ခေါင်းဆောင် ဂျပိုတင်စကီးဟာအာရဗီနဲ့ထိတ်တိုက်မတွေ့ဘဲနဲ့ချုပ်တီးလမ်းစဉ်ကိုလိုက်တဲ့အတွက်သူ့ရဲ့ဒီဇီယုံဇီယုံဝါရကိုတီထောင်သူဆိုတဲ့နေရာကနေနှုတ်ထွက်ပြီးတော့မှဒီဟာဂနာထဲကနေနှုတ်ထွက်ပြီးတော့မှသူ့ရဲ့ကိုယ်ပိုင်လမ်းစဉ်တစ်ခုကိုသူတိဆောက်ခဲ့ပါတယ်အဲ့ဒါကတော့အကြမ်းဖက်နှီးနဲ့ဂျူးလီရဲ့အိမ်မက်ကိုအရယူဖို့အတွက်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်သူကပိုလန်နိုင်ငံကိုသွားခဲ့ပြီးတော့အာဘွန်အဖွဲ့အတွက်လူသူလေ့ကျင့်စုဆောင်မှုတွေလောက်လုပ်ခဲ့ပါတယ်သူ့ရဲ့စီယုံရေးစွမ်းရည်ကြောင့်နောက်ပိုင်းမှာဒီ အာဂွန်အဖွဲ့ဝင်ကြီးပဲတောင်းချီပြီးတော့ရှိလာခဲ့တာကိုကျွန်တော်တို့သမိုင်းမှတ်တမ်းတွေကတွေ့မြင်ရပါတယ်နောက်တစ်ချက်ဒေးဗစ်ဘင်ဂူရီယန်နဲ့ဒီအာဂွန်အဖွဲ့ခေါင်းဆောင်တွေရဲ့ဂျာမန်ကြီးမားတဲ့ခြားနာချက်တစ်ခုကတော့ဒီအာဂွန်ခေါင်းဆောင်တွေကသူတို့ရဲ့ရည်မှန်းချက်ကငယ်မြေသူတို့လိုချင်တဲ့အစ္စရေးပိုင်နဲ့ငယ်မြေရည်မှန်းချက်ဟာပို့ပြီးတော့ကြီးမားတာပဲဖြစ်ပါတယ်လက်ရှိအစ္စရေးနိုင်ငံတွေကိုစီးရီးယားနိုင်ငံရဲ့အစိပ်ပိုင်းတချို့ဂျော်ဒန်ဆိုင်တိုင်းကျွန်းစဲစတဲ့ ကြီးမားတဲ့ငယ်မြေတွေဟေဟာအစ္စရေးတွေရဲ့နိုင်ငံတော်ဖြစ်ရမယ်ဆိုရဲရည်မှန်းချက်ထားရှိသူတွေဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးသဘောကွဲလွဲမှုတွေကြောင့်အဖွဲ့အစည်းဟာဂနာကနေသူတို့ခွဲထွက်ပြီးတော့အာဂွန်ဖြစ်တက်တက်သူတို့နောက်ပိုင်းမှာလှုပ်ရှားသွားခဲ့ပါတယ်ဒီလိုနဲ့ဂျူးနိုင်ငံတော်တီထောင်ရေးအတွက်ကြိုးပမ်းနေတဲ့ဂျူးပြည်သူစစ်တွေကြားဂျူးအဖွဲ့တွေကြားမှာသဘောကွဲလွဲမှုတွေပေါ်ပေါက်နေချိန်မှာပဲနောက်ထပ်ဂျူးတွေရဲ့နိုင်ငံရေးခြေလှမ်းကိုအပြောင်းအလဲဖြစ်စေမဲ့ဖြစ်စဉ်ချင်းတစ်ခုဟာကမ္ဘာမှာထပ်မံပေါ်ပေါက်လာခဲ့ပါတယ် အဲ့ဒါကတော့ဒုတိယကမ္ဘာစစ်ကြီးပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကာလမှာဗြိတိရှားတွေဟာနာဇီဂျာမနီနဲ့ဖက်ပြိုင်တိုက်ခိုက်နေရတဲ့အတွက်အလုရှုံနေခြင်းအာယုံထွေပြားနေခြင်းမှာဒါကိုခွင့်ကောင်းယူပြီးတော့ဂျူးအေဂျင်စီခေါင်းဆောင်ဒေးဗစ်ဘင်ဂူရီယန်ကဥရောပဂျူးတွေကမ္ဘာရဲ့ကဂျူးတွေကိုပါလက်စတိုင်းဗြိတိရှားအုပ်ချုပ်မှုအောက်မှာရှိတဲ့ဒီပါလက်စတိုင်းဒေသတွေကိုတရားမဝင်တင်သွင်းတဲ့လူမောင်ခိုတင်သွင်းတဲ့ကိစ္စကိုအကြီးအကျယ်ဥဆောင်ဥရပြုတ်ခဲ့ပါတယ်အဲ့ဒီဂျူးတွေကိုပါလက်စတိုင်းဒေသထဲတင်သွင်းဖို့အတွက် အဲ့ဒီ mission ကိုတော့ဟာဂနာတက်မတော်ကိုအပြည့်ဝတောင်းရင်ဖို့ဒေးဗစ်ပင်ဂူရန်ကညွန်ကြားခဲ့ပါတယ်ဒီလိုမျိုး British တွေဒုတိယကမ္ဘာစစ်နဲ့လုံခြုံတိုက်ခိုက်နေရတာကိုခွင့်ကောင်းယူပြီးတော့ဥရောပနဲ့ကမ္ဘာရဲ့ကဂျူးတွေကိုပါလက်စတိုင်းထဲကိုဟာဂနာတက်မတော်ကတာဝန်ယူတည်နှင်းခဲ့ရာကနေမူလ1920ပြည့်နှစ်လောက်ကလူရေ6000လောက်ပဲရှိတဲ့ဂျူးတွေဟာအဲ့ဒီဒုတိယကမ္ဘာစစ်ကာလအပြီးမှာပါလက်စတိုင်းဒေသမှာဂျူးလူရေ6000ကျော်ထိတိုးပွားသွားခဲ့ပါတယ် အဲ့ဒီလိုပဲတစ်ဖက်မှာလည်းဂျူးတွေရဲ့နိုင်ငံရေးကိုပုံဖော်မဲ့ဖြစ်စဉ်တစ်ခုကလည်းအပြန်ဖြစ်ပေါ်နေပါတယ်အဲ့ဒါကတော့အခုနောက်ကဟာဂါနာကနေအာခွဲထွက်ပြီးတော့ကျမ်းဖက်ဘုံခွဲလောက်ကျန်တပ်ဖြတ်မှုတွေလှုပ်ဆောင်တဲ့အတွက်ဗြိတိရှအာဏာပိုင်တွေကဖမ်းဆီးပြီးတော့ပီနန်တန်ပေးလိုက်တဲ့ဂျပိုတင်စကီးရဲ့ဒီအာဂုံးခေါင်းဆောင်နေရာမှာသူ့ရဲ့တပည့်တယောက်ဖြစ်တဲ့မနာဆန်ဘီရှင်ဆိုတဲ့ပုဂ္ဂိုလ်ကအဲ့ဒီဂျပိုတင်စကီးရဲ့နေရာကိုရယူပြီးတော့အာဂုံးအဖွဲ့ကိုထိန်းချုပ်လိုက်ပါတယ်။ဒါဟာအာဂုံးအဖွဲ့အတွက်အပြောင်းအလဲကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီအာဟုံးအဖွဲ့ဟာခုနကကျွန်တော်တို့ပြောတဲ့အတိုင်းပဲဒီဟာဂနာအဖွဲ့ပေါ်သဘောထားပြော့ပြောင်းတယ်လို့အားမလို့အားမရသဘောထားကွဲလွဲပြီးတော့ခွဲထွက်ခဲ့တဲ့အဖွဲ့ဖြစ်တဲ့အလျောက်ဒီအာဟုံးအဖွဲ့ဟာအရှိလေပိုင်းဒေသမှာဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက်ပိုင်း British Empire ဟာဒုတိယကမ္ဘာစစ်တန်းကြောင့်အင်အားဆောက်ရုပ်ချိနှိမ့်လာပါတယ်ဒါကိုအခွင့်ကောင်းယူပြီးတော့ချက်ကောင်းယူပြီးတော့ဒီအာဂုံးအဖွဲ့ဟာပါလက်စတိုင်းထဲက British ပြစ်မှတ်တွေကိုပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေလှုပ်လာခဲ့ပါတယ်ဒီလိုတိုက်ခိုက်မှုလုပ်တယ်ဆိုတဲ့နေရာမှာတကယ်အကြမ်းဖက်ဝါရနီလန်းကိုကျင့်သုံးပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါဖြစ်ပါတယ် British ရဲစခန်းတွေ British Hotel တွေပြီးတော့ဒီ Arab တွေနဲ့ဆက်ဆက်တဲ့ပြစ်မှတ်တွေကိုဘုံခွဲတိုက်ခိုက်တာလောက်ကြံတက်ဖြတ်တာအကြမ်းဖက်ဝင်ရောက်ပြစ်ခတ်တက်ဖြတ်တာစတဲ့လုပ်ရက်တွေကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအာဂုံဖွဲ့ကပဲ1944မှာ British အုပ်ဆိုးမှုကိုအာခံစန့်ကျင်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်ပြီးတော့ တယ်လီဗီဟိုင်ဖာနဲ့ဂျေရုဆလင်မှာရှိတဲ့ British ရဲစခန်းတွေ British ရုံးတွေကိုဘုံခွဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုမျိုးဖြစ်စဉ်တွေကြောင့်အဲ့ဒီအချိန်ကဒီဟာဂါနာအဲ့ဒီအချိန်မှာဘာဖြစ်နေလဲဆိုတော့ဟာဂါနာအဖွဲ့နဲ့ဒီ Jew Agency ကို British အာဏာပိုင်တွေကတရားဝင် Jew လူမျိုးရဲ့ကိုစားပြုအဖွဲ့အစည်းဖြစ်တရားဝင် officially recognition ပေးထားတာမျိုးမရှိတော့ငရလဲပဲဒီအရှိလေပိုင်းဒေတာကကိစ္စတွေနဲ့ပတ်သက်ရင် Jew Agency ဟာဂါနာတို့နဲ့ British အစိုးရဆက်သွယ်ဆောင်ရွက်ပြီးတော့လက်တွေ့ ူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဒီ Palestine နယ်မြေထဲကအာဂွန်အဖွဲ့ရဲ့အစွန်ရောက်အကြမ်းဖက်လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ Jew Agency ခေါင်းဆောင် David Bingurian ကို British Army အာဏာပိုင်တွေကတိုင်တန်းလာပါတယ်။ဒီအတွက်အဲ့ဒီ1944 45 46ကာလတွေဟာ Jew Agency ခေါင်းဆောင် David Bingurian နဲ့ Haganah အဖွဲ့ကအာဂွန်ဂိုင်းသားတွေကိုရှင်းလင်းတုတ်တင်ဖမ်းဆီးတဲ့ကာလကြီးတစ်ခုလောက်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။ ဒီကာလကို hunting season လို့လည်းသမိုင်းဆရာတွေကဆိုပါတယ်အဲ့ဒီလိုမျိုး British အာဏာပိုင်တွေရဲ့တိုင်တန်းမှုကြောင့် Haganah နဲ့ Jew Agency ကဒီအာဂွန်အဖွဲ့သားတွေကိုလိုက်လံဖမ်းဆီးရမှာထောင်ချီပြီးတော့ဖမ်းဆီးတပ်ဖြတ်ခံရတာတွေရှိခဲ့တယ်လို့သမိုင်းဆရာတွေကပြောပါတယ်1944ခုနှစ်မှာအဲ့ဒီအာဂွန်အစွန်ရောက်အဖွဲ့ဟာ British အုပ်ချုပ်မှုကိုအာခံဆန့်ကျင်ကြောင်းပျောင်ပျောင်နှင်းနှင်းကြီးညာပြီးတော့ Tel Aviv Jerusalem နဲ့ Haifa Haifa မြို့တွေမှာရှိတဲ့ဒီ British ရဲစခန်းတွေ ဗြိတိရှားတပ်စခန်းတွေဟိုတယ်တွေကိုဘုံခွဲတိုက်ခိုက်မှုတွေလုပ်ပြီးတော့သူတို့ရဲ့သူတို့ရဲ့ဒီအာကွန်းလှုပ်ရှားမှုစတင်ကြောင်းသူတို့အတိအလင်ဖြောင်းဖြောင်းတင်းတင်းကျင်ညာခဲ့ပါတယ်အဲ့ဒီအထဲမှာအထင်ရှားဆုံးနဲ့ဒီဒေတာသွင်းတစ်ခုလုံးကိုတုံ့လုတ်သွားစေခဲ့တာကတော့1944ခုနှစ်နိုဝင်ဘာ6ရက်နေ့မှာ British Empire ရဲ့အရှေ့အလယ်ပိုင်းရေးရာဝင်ကြီး Lord Mayon ကိုအာဘုံအဖွဲ့ဝင်နဲ့လေဟီအစွန်းရောက်ပြီးသူစစ်အဖွဲ့ဝင်တို့ကသူ့ရဲ့နေအိမ်မှာတုတ်ကြံတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ် ဒီဖြစ်စဉ်ကြောင့်ဒေသတွင်းတစ်ခုလုံးတုံလုံး၆ချက်သာပြီးတော့ဗြိတိရှ်အာဏာပိုင်တွေကဒီလေဟီနဲ့အာဂွန်အဖွဲ့တွေရဲ့အဆုံးရောက်လုပ်ရည်တွေနဲ့ပတ်သက်ပြီးတော့ဟာဂါနာနဲ့ဂျူးအေဂျင်စီကိုတိုင်ကြားမှုပြုလုပ်လာပါတယ်။ဒါပေမဲ့ရှေ့ရကနဦးမှာကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းဟာဂါနာအဖွဲ့ကဒီအာရဗီနဲ့ပတ်သက်ရင်ဗြိတိရှ်တွေနဲ့ပတ်သက်ရင်ကိုယ့်ကိုယ်ကိုချုပ်တီးဖို့အလေလက်လမ်းစဉ်ကိုလိုက်တဲ့ပုံမှာမကျေနပ်တဲ့ဂျူးတွေအများကြီးရှိပါတယ်။ ပို့ပြီးထူချတာကအဲ့လိုမျိုးမကျေနပ်တဲ့အဖွဲ့မကျေနပ်တဲ့သူတွေထဲမှာဇီယုံဝါရကိုတီထောင်တဲ့ဂျူးခေါင်းဆောင်ပိုင်းတော်တော်များများပါဝင်နေတဲ့အတွက်ဟာဂါနာနဲ့ဂျူးအေဂျင်စီဒေးဗစ်ဘင်ဂူရီယန်တို့ဟာဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ကြောင်းလဲမှုတချို့ကိုသူတို့လုပ်ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့လက်တွေ့မြေပြင်မှာအာဂွန်းနဲ့လေဟီတို့လိုအကြမ်းဖက်အဖွဲ့အကြမ်းဖက်အဆုံရောက်အဖွဲ့တွေကိုရှာဖွေတုတ်တင်ရှင်းလင်းမှုတွေလုပ်နေပေမဲ့လည်း ဗြိတိရှအာဏာပိုင်တွေမသိအောင်ဒီအဖွဲ့၃ဖွဲ့ကြားမှာလျှက်ဝက်မဟာမိတ်ဖွဲ့စည်းထားခဲ့ပါတယ်။အဲ့ဒီလိုမျိုးမဟာမိတ်ဖွဲ့ထားတဲ့ဒီအဖွဲ့၃ဖွဲ့ဟာဒီအရှေ့လေပိုင်းဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုတွေဗြိတိရှရဲ့တပ်စခန်းတွေကိုတိုက်ခိုက်တာလုံခြံတပ်ဖြတ်တာဘုံခွဲဘုံခွဲတဲ့ကိစ္စတွေကိုဆက်ပြီးတော့လှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ဒါပြန်ကန်ဆုံးချင်တော့1946ခုနှစ်မှာဂျူးအေဂျင်စီရဲ့ဟာဂါနာရဲ့ဒီအခုနကပြောတဲ့အစွန်ရောက်အဖွဲ့၃ဖွဲ့ရဲ့မဟာမိတ်ပြုထားတဲ့ကိစ္စကိုဗြိတိရှအာဏာပိုင်တွေကဆက်ပြီးတော့ ောက်ထုတ်သိရှိသွားခဲ့ပါတယ်။အဲ့လိုသိရှိရတဲ့နောက်ဟာဂါနာကိုပါဗြိတိရှ်အာဏာပိုင်တွေကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ကြီးညာလိုက်ပါတော့တယ်။ဒီလိုမျိုးအာဂွန်နဲ့လေဟီတို့နဲ့မဟာမိတ်ပြုတ်ထားတာကိုဗြိတိရှ်တို့ကသိသွားတဲ့နောက်မှာဒီသူတို့ရဲ့မဟာမိတ်ပြုတ်ထားမှုနဲ့ဆက်ဆက်တဲ့ထောက်လှမ်းရေးအစီရင်ခံစာတွေရုံးစာမှတ်တမ်းတွေကိုထားရှိတဲ့ဒီတယ်လီဗစ်ကဟိုတယ်ကိုဒေးဗစ်ဘင်ဂူရီယန်ကဘုံခွဲဖို့1946ခုနှစ်မှာပဲအမိန့်ပေးခဲ့ပါတယ်။အဲ့ဒီဘုံခွဲတိုက်ခိုက်မှုတွင်ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာအသက်ဆုံးရှုံးရပြီးတော့ British လူမျိုးလည်း30နီးပါးလောက်တေဆုံးခဲ့တယ်လို့ပြောပါတယ်။အဲ့တော့လက်ရှိ Israel ကာကွယ်ရေးတပ်လို့ခေါ်တဲ့ Israel စစ်တပ်ရဲ့အမျိုးတေဟာဂါနာတပ်မတော်ဟာအစွန်ရောက်နိုင်ငံရေးနီလန်းအကြမ်းဖက်နိုင်ငံရေးနီလန်းနေလည်းအစပြုခဲ့တယ်လို့ပဲဒါကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်။အထူးသဖြင့်ဒီ1946 49 48 Israel နိုင်ငံတီထောင်ချောင်းကျညာဖို့အတွက်ပြင်ဆင်လာတဲ့အချိန်မှာဒီဟာဂါနာတပ်မတော်ကမလုပ်လဲဆိုရင်ရှေ့လေပိုင်းဒေသမှာ သူတို့လက်လက်တွေအများပြားပို့ပြီးတော့တွင်းလာတယ်ဒီလိုမျိုးလက်လက်တွေလက်လက်တွေဒီလိုမျိုးဟာကာနာအဖွဲ့ကိုအချမ်းဖက်အဖွဲ့ဖြစ်ဗြိတိရှ်အာဏာပိုင်တွေကကြီးညာလိုက်တဲ့အတွက်လက်လက်တင်သွင်းဖို့လူတင်သွင်းဖို့ဆိုတဲ့ကိစ္စတွေကခက်ခဲလာပါတယ်ဆိုတော့ဒီလိုမျိုးအချက်တဲပြီးဈာတွေကနေဂျူးအေဂျင်စီကဘလိုမျိုးကြော်လွားခဲ့လဲဆိုရင်ဒီ American ပြည်တော်စုကိုသူတို့ရဲ့ကိုယ်စားလှယ်တစ်ယောက်ကိုဆင်လွတ်လိုက်တယ်အဲ့ဒီကိုယ်စားလှယ်ကဒီ노စီဘူးစက်ရုံတစ်ခုကိုခံပြဝယ်ပြီးတော့ဒီအဲ့ဒီကာလကဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန် စစ်အတွင်းမှာစစ်လက်နက်လိုအပ်ချက်အတွက်ဒီ heavy factory ပေါ့နော်အကြီးစားစက်ရုံတွေကိုဟိုအများပြတိဆောက်ခဲ့လို့စစ်ပြီးသွားတဲ့အခါမှာဒီစက်ရုံတွေဒီစစ်လက်နက်ထုတ်လုပ်ရေးတွင်ကုန်တွေကဘာမှအတုံးဝင်တော့တဲ့အနေအထားမျိုးကိုရောက်သွားတယ်ဆိုတော့ဒီတွင်ကုန်တွေကိုတန်ထည်ဈေးနဲ့ပြန်ရောင်းချဖို့အတွက် American ဆိုရက contract ဒီသတင်းစာကနေစင်ခေါ်ယူခဲ့ပါတယ်အဲ့လိုမျိုးခေါ်ယူတဲ့တင်တာကို Jew Agency ခေါင်းဆောင် David Bengurian ထံကိုလာပြီးတော့အကြောင်းကြားတဲ့ engineer တယောက်ရှိပါတယ်ဆိုတော့အဲ့ engineer ကိုအဲ့ engineer ကသူဘာအကြံပေးလဲဆိုတော့ American ကတိုင်ရေကြိုးဖို့အတွက်ရောင်းချမဲ့ twin ကိုဝယ်ပြီးတော့အရှိလေပိုင်းဒေသကိုတင်သွင်းဖို့ပြီးရင်အရှိလေပိုင်းဒေသမှာပြန်လည်တက်ဆင်ပြီးတော့မှာဟာဂနာတက်မတော်အတွက်လိုအပ်တဲ့လက်နက်တွေလက်ပစ်ဘုံတွေမိုင်းတွေကိုတိစောက်ဖို့ဆိုတဲ့အကြံကိုပေးခဲ့ပါတယ်။အဲ့ဒီအကြံပေးတဲ့စစ် engineer engineer ကိုပဲ David Bengurian ကတာဝန်ပေးအပ်ပြီးတော့ American ပြည်အောင်စုကိုအဲ့ဒီကနေဒီ Nozibu ထုတ်လုပ်တဲ့စက်ရုံတစ်ခုကိုဟန်ပြဝယ်ယူခိုင်းပြီးတော့အဲ့ဒီအထဲမှာဒီတန်တဲ့တွေကိုတွင်ကုန်တွေကိုသူတို့ဝယ်ခဲ့ပါတယ်ဆိုတော့ဒီတွင်ကုန်တွေကိုလည်းအရှိလေပိုင်းဒေသကိုတည်သွင်းတဲ့နေရာမှာ British ကောက်ခွန်ရရှိတယ်သူတို့အဲတန်တဲ့ရမဖြစ်အောင်ဘယ်လိုလုပ်ခဲ့လဲဆိုရင်ဒီတွင်ကုန်တွေကိုမူလီကနေမူလီကနေဘောနက်ကနေအစစစီအကုန်ဖြုတ်ပြီးတော့မူလီတိုင်းဘောနက်တိုင်းမှာသူကပြည့်ဝတင်ကြတာကုတ်တတ်ထားပါတယ်ပြီးတော့မူလီဆိုရင်မူလီတက်တက်တန်ထေဆိုရင်တန်ထေတက်တက် တက်တက်ခွဲပြီးတော့ဒါကိုနိုင်ရီကြုံမှုအတွက်အရှိလေပိုင်းဒေတာကိုသူတို့တင်ပို့လိုက်ပါတယ်အဲ့ဒီကကြတော့အကောင့်ခွန်ကစစ်ဆေးရဲ့အခါမှာတန်တရားမဖြစ်တော့ဘဲနဲ့တန်ရီကြိုဖို့အတွက်တက်တက်လို့ယူဆပြီးတော့အရှိလေပိုင်းဒေတာထဲကိုဝင်ဝင်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကုံစီတွေဟာဟာဂနာတက်မတော်ရဲ့မြေအောက်လက်နက်ယုံတွေကိုရောက်ရှိသွားတဲ့အခါမှာတွင်ကုန်တွေဖြစ်ပြောင်းလဲသွားပြီးတော့ rifle တက်တက်တွေလက်ပစ်ဘုံးတွေ mine တွေစတဲ့လက်နက်တွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလက်နက်တွေကိုပဲအားကိုးပြီးတော့ဒီပါလက်စတိုင်းအခုကျွန်တော်တို့ပြောတဲ့အနောက်ဘက်ကဒေသတွေဒီဒေသတွေမှာဟာကနာကလူနေအင်အားတွေကိုအတင်းကျပ်တိုးချဲ့ခဲ့ပါတယ်ဒီလိုမျိုးဂျူးအခြေချအင်အားကိုတိုးချဲ့တဲ့နေရာမှာဒီပါလက်စတိုင်းရွာသားတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်တာတနက်ထောက်ပြီးတော့အတင်းကျပ်ရွှေ့ခိုင်းတာပတ်စံပေးပြီးတော့ဝယ်တာပတ်စံပေးဝယ်မင်းရရင်အခုနောက်ကပြောတဲ့အချမ်းဖက်နီလန်းနေနဲ့ အတင်းကျပ်ရွှေ့ပြောင်းစီတာတွေလုပ်ခဲ့ပါတယ်ဒီလိုနဲ့1948ခုနှစ်မှာအစ္စရေးနိုင်ငံကိုကျင်ညာပြီးတော့အဲ့လိုကျင်ညာချက်နဲ့အတူဟာဂါနာပြည်သူ့စစ်အဖွဲ့ဟာလည်းအစ္စရေးလူမျိုးတွေကဟာဂါနာတပ်မတော်ဖြစ်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့တော့ဟာဂါနာတပ်မတော်ပေါ်ပေါက်လာပြီဆိုတော့အရင်ကသူနဲ့ပူးပေါင်းခဲ့တဲ့အာဂွန်တို့လယ်ဟီတို့လိုသဘောထားချင်းမတိုက်ဆိုင်တဲ့အဆုံရောက်အဖွဲ့တွေကတော့ဘာဖြစ်သွားလဲကျွန်တော်မေးစရာရှိတယ်အဲ့တော့ဒီနိုင်ငံနဲ့တည်ထောင်တော့မယ်ကိုကဲမိုးတို့ခုအဆုံရတည်းကလည်းတည်ထောင်တော့မှာဖြစ်တဲ့အတွက်အမိန်ပေးမှုအောက်တစ်ခုမှာ ဂျူးလက်နက်ကင်တက်အားလုံးရှိဖို့လိုအပ်ပါတယ်အဲ့ဒီကာလမှာအင်အားအကြီးဆုံးဟာဟာဂါနာအဖွဲ့ပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီဂျူးအေဂျင်စီကနေအမိန့်တရထုတ်ပြန်ပါတယ်ကျန်တဲ့ဂျူးလက်နက်ကင်အဖွဲ့အစည်းတွေအားလုံးအနေနဲ့ဟာဂါနာလက်အောက်ကိုဝင်ဖို့ဆိုရဲညွှန်ကြားချက်တစ်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်ဆိုတော့ဒီညွှန်ကြားချက်ထုတ်ပြန်ပြီးတော့တက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကောင်းဆောင်ပြီးတော့ဒီလေဟီကောင်းဆောင်တွေနဲ့ဂျူးအေဂျင်စီကိုယ်စားလှယ်တွေကြားမှာညှိနှိုင်းကြပါတယ်ဆိုတော့လက်ခံတဲ့ unit တွေလက်ခံတဲ့တက်ခွဲတွေကဟာဂါနာတက်ထဲပေါင်းပြီးတော့ ဲ့လိုမဟုတ်ဘဲနဲ့ဒီနိုင်ငံရေးအကြမ်းဖက်နီးလန်းတွေကိုပဲဆက်ပြီးသုံးစွဲနေတဲ့အာဂွန်အထက်ဖွဲ့တွေကအစုဖွဲ့တချို့ဟာဟာဂါနာရဲ့ညုံကြားချက်ကိုမလိုက်နာဘဲနဲ့အာခံခဲ့ပါတယ်ဆိုတော့ဒီလိုမျိုးအမိန်ဘေးကုတ်ကဲမှုအောက်ကိုမဝင်ဘဲနဲ့နိုင်ငံရေးအကြမ်းဖက်နီးလန်းဘုံခွဲတဲ့လုပ်ရက်လုတ်ချံတက်ဖြတ်တဲ့လုပ်ရက်တွေကိုဆက်လုပ်နေတဲ့အာဂွန်အဖွဲ့တွေကိုတော့ဟာဂါနာတက်မတော်ကအင်အားသုံးချိန်မုန်းပြီးတော့ဣသရေလတက်မတော်တစုတစည်းတည်းဖြစ်အောင် ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့လက်ရှိအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့တမိုင်းနောက်ကျောင်းကိုကျွန်တော်တို့ပြန်ခြုံကြည့်တဲ့အခါမှာသူဟာလက်ရာဇုံရောက်အစပြုမှုရှိခဲ့တယ်။နိုင်ငံရေးအကြံဖက်နီးလန်းတွေကိုအသုံးပြုခဲ့တယ်လို့ဒီအစုံရောက်နိုင်ငံရေးအုပ်စုတွေဖြစ်တဲ့အာယာဂွန်တို့အာဂွန်တို့လေဟီရိုနဲ့လည်းပူးပေါင်းခဲ့ပြီးတော့အဲ့ဒီခါကနာဖြစ်တပေါင်းနဲ့ပေါင်းစည်းရဲ့အချိန်မှာလက်ရာဇုံအတွေးခေါ်ရှိတဲ့သဘောထားတင်းမာတဲ့လူအမြောက်များဟာလည်း သူ့ရဲ့အဖွဲ့အစည်းအတွင်းထဲမှာအမျိုးတွေဖြစ်ပေါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်လည်းအဖွဲ့အစည်းတစ်ခုဟာသူ့ရဲ့အစပြုမှုဟာရေးကြီးရလို့ဆိုကြတဲ့အတိုင်းပဲလက်ရာဆုံးအစပြုမှုကပဲလက်ရှိအစ္စရေးကာကွယ်ရေးတပ်အစ္စရေးစစ်တပ်ရဲ့လုပ်ရက်တွေမှာလာပြီးတော့ရောင်ပြန်ဟတ်နေတယ်လို့ပဲဒီနေ့အစီအစဉ်မှာသုံးသပ်တင်ပြလိုက်ရပါတယ်။ပြည်သူများအားလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။